အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ23ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှပခတိုင်မူဤကိုရီးအရာရှိဘိုးကြီးရဲကျော်သူကိုတရားမဝင်ကုန်စည်ကိစ္စဖြင့်စီယုံကျုံမှဒါရိုက်ဖမ်းဆီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တရားမဝင်ကုန်စည်များကိစ္စဖြင့်စစ်တပ်အတိုင်းဝိုင်းချနာမည်ထွက်နေတဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဤကိုရီးအရာရှိ PSO ဘိုးကြီးရဲကျော်သူကိုနေပြီးတော့စစ်ရုံးချုပ်မှပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဓာတ်ရိုက်ဖမ်းဆီးခဲ့သည်ဟုရှုံကြရသည့်သတင်းရင့်မြစ်များထံမှခိုင်လုံစွာသတင်းရရှိပါရယ်။ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အခြေစိုက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်နိုင်စော်ဦးမှရခင်ရက်ဆောင်မြို့ဘာထူးဘိုတင်နန်ချောင်းကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူခဲ့စေကဇူလိုင်လအထိ၎င်းဤခွေးအရာရှိ PSO ဘိုးကြီးရဲသူအောင်မှာ တရားမဝင်ကုန်စည်တင်ကားများပေါ်မှာငွေကြေးရယူမှုကိုတိုင်ပါဝင်မှုများကြောင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုခိုင်လုံသည့်တရင်ရင့်မြစ်တပ်ဦးကတရင်ဌာနကိုပြောပါရယ်။ဟိုရက်ကလည်း BSO နဲ့ပတ်သက်နေတဲ့ရက်စောက်ကဂူတောင်တလုံးကိုဖမ်းတာစနေဘင်းကားနဲ့ဆယ်စည်းကျော်ရင်တားမြစ်ကုန်အစုံမှမူရစ်စေဝါနဲ့ပတ်သက်တာရင်းကြောက်စိမ့်တွေအိတ်လိုက်ပင်ဖမ်းခံရတဲ့အထဲမှာ BSO နဲ့တွဲပတ်ဟန်တာဆိုတာလေးပါတယ်ဟု၎င်းကပြောပါရယ်။ရှင်ဖန်းစည်းမှုမှာပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကတောင်ကြီးခရိုင်မှာတရားမဝင်ကုန်စည်ဖန်းစည်းရေးအဖွဲ့ဆောင်ဖြင့် ရက်ဆောက်ပင်တရသွာကာလန်ပင်ကန်တလက်ရွာရှိအငါကူတောင်ကြီးတလုံးအားလာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်ဖမ်းဆီးမှုအတွင် PSO နှင့်ပတ်သက်သူစီးပွားရေးလုပ်ငန်းရှင်များ၏တရားမဝင်ကုန်စည်များတွင်မူရစီးပွားနှင့်ကြောက်စိတ်များပါရှိကြောင်းအကြောင်းသိတအူထံမှသိရပါတယ်။ကြိတာတွေတဲကစရင်ချန်စရင်ဖြောက်ထားတာတွေရောနှင့်ပစ္စည်းပိုင်ရှင်တွေသူတို့ရှေ့နေတွေရှုပ်နေတာပဲ။ PSO ဆရာတိုင်းမူတော်သူတပည့်ကိုမကယ်နိုင်တဲ့အပြင်သူပါအစ်စ်ခံနေရတဲ့ကြားတွေ ဒီလိုတရားမဝင်ကုန်စည်ကိစ္စတွေနဲ့ကြီးပွားပြီးထိုင်းမှုဖြစ်တာကိုပဲသူတို့စစ်တပ်ထဲမှာမကြည်မလည်ဖြစ်နေတာဟုလကောင်းကပြောပါရယ်။ယခုဖြစ်ရမြားမတိုင်းမီကထိုင်းနဲ့ဇမ္မာဝင်လာသည့်ကုန်ကားများကိုမဖမ်းပေလက်ငွေယူလွှတ်ပေးမှုဖြင့်ရတခဒူတိုင်းမှုပညာဝင်အကောက်ခွန်ညှို့မှုစိုးညွတ်အောင်နှင့်ဌာနဆိုင်ရာအရာရှိ15ဦးတို့ကိုနှိပ်ပြီးတော့စစ်ဖက်ရေးရလုံခြုံရေးအဖွဲ့မှဩဂုတ်လအတွင်းကတိုက်ရိုက်လာရောက်ဖမ်းဆီးစစ်ဆေးနေတော့လေရပါခတိုင်းမှုဖြစ်လာသူကိုအရေးမယူသည့်အတွက် တက်တွင်မကျေနပ်ကြခြင်းဖြစ်သည်ဟုသတင်းရင်းမြစ်ကဆိုပါတယ်။ရှင်ဖန်းစီခန့်ရတခဒူတိုင်မှုပညာဝဲမှာအမတ်လေးတက်မတော်တန်းမြင့်လေးကျင့်ရေးကြောင့်ဤကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေရမှ2025ခုနှစ်ဇန်နဝါရီလအတွင်းတွင်မှအရှိတောင်တိုင်းစစ်ဌာနချုပ်ဤဒူတိုင်မှုဖြစ်လာခြင်းဖြစ်သလိုယခုရပခတိုင်မှုနိုင်စော်ဦးမှလည်းရက်ဆောင်မျိုးဘာတူဘူတင်တန်းကျောင်းကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။ရှင်တို့တာဝန်ယူခဲ့စဉ်ကလက်ရှိဖန်းစီခန့်ရသူ၎င်းဤကိုရေးအရာရှိ PSO ဘိုးကြီးရဲသူအောင်မှတဆင်တရားမဝင် ကုံစီကားကြီးတစည်းလျင်ကျက်နှသိန်းခွင်တင့်မောင်ကိုကားတစည်းလျင်ကျက်6သိန်းတရားမဝင်တစ်ဆက်တဆက်လျင်လဆင်ကြီးကျက်6သိန်းနှင့်အခြားကားများအားလည်းအနေထားအမျိုးမျိုးလိုက်တက်နေမှုကြီးတက်နေကြီးဂိတ်ကြီးစသဖြင့်နေ့စဉ်ရကြီးဖြတ်တန်းလျက်ရှိသောကုန်တင်ကားကြီးကားငယ်မျိုးမျိုးထံမှကောက်ခံရမှာတရားမဝင်ကုန်သေးများဖြင့်ကြည်ွားလာကယခုအခါရပခတိုင်းမှုဖြစ်လာသည်ဟုစစ်ဘက်မိသားစုဝင်တအူးကသတင်းဌာနကိုပြောပါရယ် စစ်ကောင်စီအနေနဲ့မိမိစစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်အစင်များကိုလည်းကြောသားရင်သားမခွဲကြပဲစုပေးတံပီးဆောင်ရွက်ရမည်ဖြစ်ရမှာပါ။ကရင်ပြည်နယ်ကရတခဒူတိုင်းမှုကြတော့အဲ့ဒီကိစ္စတွေနဲ့ဖမ်းဆီးခဲ့ပြီးအလားတူကိစ္စများနဲ့ပဲကြီးပွားနေတဲ့ရက်စောက်တက်နေမှုကိုရပါခတိုင်းမှုအဖြစ်ယာတူးတိုးမြင့်ပေးခဲ့တာဟာဘာလို့လဲလို့အကုန်လုံးကမေးနေကြတယ်ဟု၎င်းကသတင်းဌာနကိုပြောပါရယ်။ရင်းကိစ္စများဖြင့်ရပါခတိုင်းမှုကိုနေပြည်တော်မှခေါ်ယူစစ်ဆေးနေသည် ဖမ်းဆီးထားသည့်ဆိုသည့်သတင်းများထွက်ပေါ်လျက်ရှိပြီးမဲခေါင်သတင်းဌာနအနေဖြင့်အတည်ပြုနိုင်ရန်ကြိုးစားနေစေဖြစ်ပါသည်ဆလပီကြောက်ဖြူမှာတက်အင်အားထပ်မဖြည့်တင်းနိုင်တော့ရမှာစစ်တပ်စစ်ကြောင်းတွေထိုးစစ်မစစ်နိုင်တော့ပဲနောက်ဆုံးနေရအေအေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်စစ်ရေရင်တွေကန်ဒီကနေကန်ဝေးတို့ထွက်ပြေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကျောက်ဖြူမျိုးပင်စေမိုင်ခန့်ပတ်လည်မှာရှိတဲ့အာရကတက်တော် AA ထိန်းချုပ်နေမြေတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းတွေဟာပြုံတီတက်အင်အားကိုပြန်ပြီးမဖြစ်တင်းနိုင်တော့ရာကနေပြန်လည်နောက်ဆုတ်နေရတယ်လို့သတင်းရရှိပါရယ်။ဒေတာရင်းသတင်းရင်းမြစ်တက်ကူကစစ်တပ်ကအင်အားထပ်ပြည့်တဲ့လေချောင်းပစ်ကူရေတပ်ပစ်ကူတွေနဲ့ AA ထိန်းချုပ်ထားတဲ့ကြီးရွာတွေနဲ့နေမြေတွေကိုချက်ခါချက်ခါထိုးစစ်ဆင်နေ AA ကစစ်ကြောင်းဝင်လာအောင်ဟာပေးတယ်။ဝင်လာရင်ပိုင်တဲ့နေရာကိုရောက်တာနဲ့ AA ကအပိုင်ကင်တာ ်စစ်ကြောင်းတွေကနေမြေလေးမကျွမ်းဘူးထိခိုက်သေးဆုံးအတုံးအယုံပဲအကြဆုံးများတော့တက်အားမဖြစ်နိုင်ဘူးအခုနောက်ပြန်ဆုတ်နေရတယ်လို့ထပ်ပြောပါရယ်အချမ်းဖတ်မင်းအောင်လိုင်ကထိုးစစ်စင်ရမှာပါဝင်တဲ့စစ်ကြောင်းတွေကိုအာရကတက်တော် EA ကပျောက်ကြားစနစ်နဲ့အလစ်အငိုက်ကြားဖြတ်ဝင်တိုက်တယ်လို့စနိုက်ပါတွေနဲ့လည်းအမှဲ့ချွေနေတဲ့အတွက်စစ်တပ်ကအကြဆုံးများပြားတယ်လို့ဆိုပါရယ်ဆလဘီထောက်ချက်နဲ့တာကေတမှာလူငယ်တွေကိုဖမ်းပြီးပတ်စံနဲ့ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရန်ကုန်တာကီတာမြို့နယ်နဲ့ထောက်ကျန်လမ်းဆောင်အနီးမှာလူငယ်တွေကိုအဓိကပြစ်မှတ်ထားကာဖမ်းဆီးပြီးငွေကြေးနဲ့ပြန်ရွေးခိုင်းတာတွေလုပ်နေတယ်လို့သိရပါဗျာ။အော်တိုဘာလ21ရက်နေ့ကထောက်ကျန်လမ်းဆောင်အနီးကားမတိုင်မှာနေထိုင်တဲ့လူငယ်နှစ်ဦးကိုစစ်ကော်မရှင်တပ်ဖွဲ့တွေကဖမ်းဆီးသွားပြီးမိသားစုဝင်တွေကိုတယောက်ဆယ်သိန်းနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့သိရပါဗျာ။လွတ်လာပြီးပြောတယ်သူတို့တငယ်ချင်းနှစ်ယောက်ကထိုင်နေတာကိုကားတစ်စီးကလူသုံးယောက်ကဆင်းလာပြီးမင်းတို့အဲ့ဒါဘာလုပ်တာလဲဆိုပြီးကားရဲ့အတင်းဆွဲသွားတာလို့ပြောတယ်။ဒီမှာတပ်ဘက်ကဆိုတာသိတယ်။ မိသားစုကိုတယောက်၁၀သိန်းနဲ့လာရွေးခိုင်းလို့ပြန်လာရွေးရတယ်ပြောတယ်။ရွှေပြည်သားဘက်ကကလေးတွေလိုကြားတာပဲလို့ထောက်တက်မြို့နယ်ကဒေသခံတအုပ်ကပြောပါတယ်။ကြားပြင်စစ်ကော်မရှင်ကတာကေတာမြို့နယ်မှာညဘက်မှောင်ရိပ်ခိုးတယ်လို့ဆိုကလူငယ်တွေကိုကားဖြူနဲ့လိုက်လံဖမ်းဆီးပြီးတယောက်၆သိန်းနဲ့ရွေးခိုင်းနေတာလို့လည်းသိရပါတယ်။နေရင်းတွေက Honda Fit အဖြူနဲ့ကင်းပတ်ပြီးလူငယ်တွေကိုလိုက်ဖမ်းတာပြီးတော့တယောက်6သိန်းပေးရင်လွှတ်မယ်ပြောတယ်။မရွေးရင်တက်သေးချင်မယ်ဆိုပြီးချင်းချောက်တယ်လို့ဒေတာကန်တအူးကပြောပါတယ်။ စစ်ကော်မရှင်တပ်ကရန်ကုန်မြို့မှာခုလိုလူငယ်တွေဖမ်းဆီးကစစ်တဲထဲတောင်ငွေညစ်တာတွေကိုပေါ်ပေါ်တင်တင်လုပ်နေတာကြားပြီးလို့သိရပြီးအခုရက်ပိုင်းပုံများလာတယ်လို့ရန်ကုန်မြို့ကန်နီစီကနေသိရပါတယ်ဆက်လက်ပြီး KK ဘက်ကိုစစ်တပ်ဝင်စည်းမယ်ဆိုတဲ့သတင်းကြောင့်လောက်သားအများအပြားတိန့်ရှောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်နားမှာရှိတဲ့ကရင်နယ်ချာဆောင်တန်း BGF ထိန်းချုပ်ထားတဲ့ KK ဘက်ဝင်းနယ်ကိုစစ်ကောင်မရှင်တပ်ကချက်မှန်ပြီးဝင်ရောက်စစ်ဆေးသွားမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဝင်းနေကအလုတ်သမားအများပြားဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေတာကန်ရီစီကနေသိရပါဗျ။အော်တိုဘာ22ရက်နေ့ကနေဆန်နာက KK ဘတ်ကြားဖြတ်ဝင်းနေကိုစစ်ကော်မရှင်တပ်ကဝင်ရောက်စစ်ဆီးမယ်လို့သတင်းတွေထွက်ပေါ်နေခဲ့ရာ BGF ကဝင်းနေမှာရှိတဲ့တရုတ်နိုင်ငံသားတွေကိုကားရီနဲ့တခြားနေရာတွေစီလိုက်လံပို့ဆောင်ပေးနေတယ်လို့ဝင်းနေကအလုတ်သမားတွေလည်းတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။လက်ရှိမှာမြဝတီမြို့ထဲမှာထွက်ပြေးတိမ်းရှောင်ရောက်ရှိလာတဲ့တရုတ်နိုင်ငံသားတွေအများကြီးရှိနေပြီးဟိုတယ်တဲကိုကန်တွေတောင် ပြည့်နေပြီလို့မြဝတီသတင်းရှင်းမြစ်ကဆိုပါတယ် ပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကမြဝတီမြို့နယ်မေထော်တလီကျေးရွာအနီးမှာရှိတဲ့ KK ဘတ်ကြားဖြန့်ဝင်တဲ့ကိုစစ်ကော်မရှင်တပ်ကဝင်ရောက်စစ်ဆေးကြရာလူဦးရေထောင်ချီနဲ့တိုက်တာအဆအဦးရာချီတွေ့ရှိခဲ့ရပြီးစတာလင်ဆက်တွေကိုတင်စီရရှိခဲ့တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်ရဲ့ဝင်ရောက်စစ်ဆေးမှုဟာဟန်ပြသဘောတာဖြစ်ပြီးကရင်နယ်ခြားစောင့်တပ် PGF နဲ့ချိုတင်ညှိနှိုင်းပြီးမှသာဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ် မြဝတီတောင်ဘက်ကမေထော်တလီအင်ဂျင်ညိုင်ကြီးရွာတွေမှာစစ်ကော်မရှင်တပ်စစ်ကြောင်းဝင်ရောက်လာပြီးတဲ့နောက်အဲ့ဒီကြီးရွာထဲမှာရှိတဲ့ BGF ထိန်းချုပ်ထားတဲ့ KK ဘက်ကြားဖြန့်ဝင်တွေကိုအခုလိုဝင်ရောက်စစ်ဆီးတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ရှမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။